မင်းနဆန်ခုနှစ်ချီဝအန်ဖိုင်ချဲလန်ဂျီခန်ချီရဲ့အခန်းသုံးလေးကိုဆက်လက်လေ့လာကြရအောင်ပထမဆုံးခန်းချီလေးရကြတော့ဟရာကုဆိုရင်တရားခန်းချီနေဟရာကုပြကုပြကုဆိုပြီးတော့အတန်ထပ်ပြီးတော့ဟရာကုဆိုရင်တရားဆန်ပြကုဆိုရင်300လောပြကုဆိုရင်600ဟရာဟရာကတိတန် ဟရကချီတန်ဆိုရင်ဆွဲဆောင်ပြီးတန်ဆိုပြအတိတ်ပဲရပြီးတော့သူရဟရကိုခန့်ချီမှဆိုရင်နီချီဆိုရင်ပထမဆုံးတင်ထားရဲ့နေခန့်ချီလေးပေါ့နော်နေခန့်ချီလေးအဲ့ဒီအရှိန်မှာဒီနှစ်အဲ့နီချီခန့်ချီလေးရဲ့အပေါ်လေးမှာဒီအဆက်ကလေးပါရပေါ့နော်အဲ့ဟန်လေးပါရဆိုရင်ရှီလောဆိုရင်အဖြူအောင်ခန့်ချီလေးဖြစ်ပါဖြစ်သွားပြီးတော့ကျတော့အဲ့ဒီအပေါ်မှာအချောင်းလေးနဲ့ အခြေပုံစံမျိုးလေးတစ်ချောင်းလေးထိုင်လိုက်မယ်ဆိုရင်တော့ဟေယာကိုဆိုရဲတရားခန့်ချီလေးဖြစ်သွားပါရဲ့နောက်ထပ်တလုံးလေးရကြတော့စံထောင်ခန့်ချီလေးပေါ့နော်ထောင်ကတန်ထပြောကြတော့ဒီစံတထာနေစံဆိုရင်နထောင်စံစံဆိုရင်သုံးထောင်ခြေပါခန့်ဆိုရင်ခြေပါခိုင်ချီဆိုပြီးတော့သူရဲ့အတန်လေးရထွက်ပြီးတော့သူရဲ့ဝန်ရောမိအတန်လေးကစမ်းစမ်းနဲ့အတန်ထွက်တယ်။သူ့ကိုခန်းချီလေးကိုဗာလေးနဲ့မှတ်မယ်ဆိုရင် ခတခနာရဲ့ချစ်လေးနဲ့ပေါ့နော်ခတခနာရဲ့ချစ်လေးနဲ့နည်းနည်းစံပိုင်းမန်တောင်အချိမန်တောင်ဘန်ကောက်ကိုနိုင်ငံအလုံးမန်နန်ဟီဆက်နေကောနေတဲ့ဒီမှာအသုံးပြုတဲ့ပေါ့နော်အမတရားရေးပြီးခါမှသုံးတဲ့ပေါ်ပြင်းကိုသုံးတယ်မန်ဆိုတောင်ခန့်ချင်းဖြစ်ပြီးသားလို့ကြတော့သူ့ကိုဗာလီနဲ့အသုံးများလဲအင်းအသုံးများဟာတဲ့ဗာလီနဲ့လွဲကြလဲဆိုတော့ကြတော့ ခတ်တာဆိုရဲ့ဒီနီလန်ပေါ့နော်ဟိုဟိုနီလန်ကခန့်ချင်းလေးနဲ့နည်းနည်းဆင်နေပေါ့နော်နောက်ပြီးတော့ခြာတော့ခပေါ့နော်ခတာခဏခါလေးကိုဘေးရဟလေးကိုဖြတ်ပြီးတော့အပေါ်ဟနဲ့ပြီးတော့အချီလေးတင်လိုက်တဲ့ပုံစံလေးနဲ့လည်းဆင်ပါတယ်အမ်ရှန်မာလူအဝိုင်းပြီးရင်အမ်ရန်အတန်တတဲ့ယွမ်မဲအမ်ရှန်လီတောင်းအမ်တကရန်စီတတဲ့မာလူအဝိုင်းမှာဆိုရင်နောက်ထပ်ပုံစံလေးရှိရင်သွားချပါလိမ့်လဲဆိုတော့ တင်ပြရင် Q ပေါ့နော် ကိုကိုခန်းချီလေးကိုမှဒီဘက်ကတစ်စစ်ဆက်လိုက်ရင်မာလို့ဆိုရင်အဝိုင်းခန်းချီလေးဖြစ်သွားမှာပါနန်းနဲ့တူရှိအတက်သူမှဆိုရင်တူရှိဆိုရင်အတက်နဲ့မင်းရဲ့နီးစံနန်းဆိုရင်နှောင်နဲ့လိုင်းနန်းဆိုရင်နှောင်နဲ့နန်းခင်းဆိုရင်ပင်စင်သူရဲ့ခန်းချီလေးကကြောက်တာရှက်ဘလို့မှတ်ထားဆိုရင်ကော့ကော့ညနေဆွဲခန်းချီလေးနဲ့ယူကိုပြောင်းပြန်လေးထည့်ထားတဲ့ဟာလေးကိုမှတ်ထားတယ်ကော့ကော့ဆိုတာကအပေါ်မှာအညောင်လေး တပြမထွက်နေရမဟုတ်ဘူးဆိုရင် ကောဖြစ်ပြီးအညာလေးထွက်နေရဆိုရင်ဥရှိဆိုရင်နွားခန့်ချီလေးဖြစ်တယ်။ဥအဲအပေါ်မှာ အထက်မှာအာကလို့မြင်တတ်တယ်ဆိုပြီးသူ့ရဲ့အုံရုံမြေအတန်လေးကကြောလို့အတန်တတ်တယ်။ဥအဲအပေါ်အာကလို့မြင်တင်တယ်မြင်တတ်တယ်ဆွေကြောစကီရေပေါ်စကေဥဝါကီအပေါ်တဲ့ပင်ချင်း ဒီမှာဆိုအာကလို့ဆိုရင်မြင်းတက်တဲ့ပေါ့နော်သူ့ဘာတို့အလိုလိုတက်တဲ့ဆိုရင်အာကလို့အပေါ်ရအောင်ကိုကမြင့်တင်နေဆိုရင်အာကဲလို့နဲ့တုံးနေပြောချတော့သူ့ဘာလေးနဲ့မဲ့မလို့ဆိုဒီမြင်းချောင်းလေးပေါ့နော်ဒီအချီပေါ့နော်အဲ့ဒီဟာလေးကိုမြင်းကြီးအနေနဲ့သတ်မှတ်ပြောချတော့သူ့ရဲ့အပေါ်မှာရှိနေရဆိုရင်ဥရဲ့ဖြစ်ပြီးတော့သူ့ရဲ့အောက်မှာရှိတဲ့ရဆိုရင် ရှိတာဆိုပြီးတော့မှတ်ထားပါမယ်ရှိတာအောက်စာကလို့ခြံစင်းတီသူ့လိုလိုခြံစင်းနေဆိုရင်စာကလို့ ကြာစင်းအောင်လောက်တိုင်းဆိုရင်စကဲလို့နဲ့သုံးနေပြီးတော့ကြတော့သူ့ရဲ့အုံယုံမြင့်တန်လေးကခါအတန်ထက်တယ်ဂဲအတန်ထက်တယ်ကြောကဲဆိုရင်အပေါ်အောင်ချီကတဲ့ဆိုဆိုရင်ညီအောင်ယထာနာကအလဲဣချင်းနီချီချူတနေလုံးချူကကုအလဲတန်းကြောင်းချူရှင်အလဲဘဟုဒီမှာဆိုရင်အဲ့လေးကိုဘယ်လိုလေးနေမှာခုချီလို့ဘာလို့အဲ့လိုမတော့ခန်းချီလေးနဲ့လည်းတွေ့ရကွာသူရဲ့ဟာလေးက အဲ့ဒီ၄တောင်လေးပေါ့နော်အဲ့ဒီစတုတောင်းပန်စတုကံတောင်းပန်စတုကံလေးကိုအလဲရနေပြီးတော့ထပိုင်းပန်းလိုက်တယ်ဆိုရဲအထိပ်ပဲလေးနဲ့လည်းမလို့ရဟန်ပွန်တဝဟန်တိုရှိနေဝဟန်ပွန်တဝရောချီဟန်လေးနိုင်ရီကွယ်ဟန်နီချီနေတဝတွားခဲလူပိုင်ချတိဝါကာလူနားလေတိဖွန်မင်းနဲ့ဖွန်ပုံပုံတော့အတန်ထပ်ပြောကြတော့ ဝါခဲလူအပိုင်းချတိဝါကလူနားလေတိဂျူပွန်7မိနစ်ဂျူပွန်လောလောလောလာအန်ချီလီယာချဟတ်ချီဆိုရင်ရှစ်ခန်းချီလီယာခဓာနဲ့ရှစ်ပိုင်းပိုင်းနဲ့ဆိုပြီးတော့မှတ်ထားပါမယ်